အားလုံးပဲမင်္ဂလာပါနေကောင်းကြမှာချမ်းသာကြပါစေညီကိုတို့ရေချန်ပီယံလိပွဲစဉ်တစ်ပွဲဖြစ်တဲ့ဘာစီလိုနာနဲ့အင်တာမီလန်တို့ရဲ့ဆီမင်းဖိုင်နယ်ပွဲစဉ်ကိုပွဲချော်တောင်းတာပေးကြပါတယ်ဒီပွဲစဉ်မှာဘာစီလိုနာတလုံး29၊ဂိုးပေါင်းကြီးကတောင်းလုံးတရေဆိုမှစတင်ကြီးတွေဖွင့်ထားပါတယ်လက်ရှိဘာစီလိုနာရဲ့အင်ဝင်းဆော့ခဲ့တယ်ပေါ့နော်ဒါအုပ်စုပွဲရော round 16တွေရော quarter final ရောဆော့ခဲ့တာစုစုပေါင်း6ပွဲရှိရပေါ့နော်ဘာစီလိုနာ5 young by 0ပေါ့နော်ဘာစီလိုနာ4 by 1ပေါ့နော်ဘာစီလိုနာ3 Brazil 0ပေါ့နော် Barcelona 2 Atalanta 2ပြီးတော့ကျွန်တော်တို့ round system မှာဆိုလို့ရှိရင်အင်ကွင်းမှာ Bambiga ကို3-1နဲ့နိုင်တယ် quarter final မှာဆိုရင်ကျွန်တော် Dortmund နဲ့ Fuzi နဲ့နိုင်ထားတာတွေ့ရတယ်ပေါ့နော် Barcelona တိုက်ဆက်ကဘယ်လောက်ထိကောင်းလဲဆိုဒီ6ပွဲမှာဆိုလို့ရှိရင်ကျွန်တော်ရခု22ခုရှိရပေးခုက4ခုတည်းရှိတယ်ပေါ့နော်ဒီ6ပွဲမှာဆိုရင်အင်ကွင်းပွဲစဉ်မှာတပွဲပဲရှိရခြေရှုံးထားတာဒါ Atalanta နဲ့တူတူကြတဲ့ပွဲစဉ်ပေါ့နော်ချန်တဲ့ပွဲတွေအကုန်လုံးကိုခြေအောင်ထားတာတွေ့ရတယ် ဒီလိုပါပဲကျွန်တော်တို့ဒါအင်တာမီလန်အသင်းကိုပြန်လေ့လာကြည့်မယ်ဆိုရင်အင်တာမီလန်ကတော့ဒါအုပ်စုပွဲစဉ်တွေမှာဆိုရင် Man City Z Inter Milan Z ပေါ့နော် Young Boys Z Inter Milan 1 Liverpool 1 Inter Milan Z Sparta Prague Z Inter Milan 1ဆိုမှာဖြစ်ထားတာတွေ့ရတာပေါ့နော်ဒီပွဲစဉ်တွေကိုကြည့်မယ်ဆိုရင်သူကြည့်အောင်ထားဆို Man City တတင်းမဲ့ရှိမှာပေါ့နော်ပြီးရင်ကျွန်တော် round 16ရောက်လာတဲ့အချိန်ကျတော့ဖီယန်နော့တက်တဲ့နဲ့တွေ့တယ်ပေါ့နော်ဖီယန်နော့တက်တဲ့ကိုအဝေးကမှ2-0နဲ့နိုင်တယ်ပြီးရှင်ကျွန်တော် quarter final မှာကျတော့ဘိုင်ယန်နဲ့ပြန်တွေ့တယ်ပေါ့နော်ဘိုင်ယန်ကို အိမ်ခွဲမှာဗောနော် round 16ရောက်တော့ဖီယန်တော့အတင်းနဲ့တွေ့တယ်ဖီယန်တော့အတင်းကို Z2 ဆိုတဲ့ရလနဲ့နိုင်ထားတယ်ဗောနော်ပြီးတော့ကျွန်တော်တို့ quarter final ရောက်တဲ့ဆင်ကျွန်တော်ဘိုင်ယန်အတင်းကို1 2ဆိုတဲ့ရလနဲ့နိုင်ထားတာတွေ့ရတယ်ဗောနော်ဒီပွဲစဉ်ကျွန်တော်6ပွဲကိုကြီးလိုက်ဗောနော်ဒါ Inter Milan အတင်းကအကုန်လုံး goal ပေါင်းအောက်ကိုပဲ sort ထားတာတွေ့ရတယ်ဗောနော်ဒီဘိုင်ယန်နဲ့ပေါ်တဲ့ဘွဲပဲရှိတယ်တောင်ဂိုဒီရောက်တဲ့ပွဲဆိုတော့ဒါမတူညီတဲ့ဘယ်လိုပဲမလဲကစားဟန်နေဗောဗျာ ော်တော်လေးအအောင်ပေါ့ကွာဒီမှာဆိုရင်ကျွန်တော်အင်တာမီလန်ရကိုက6ကိုပဲရှိမှာပေးကူက9လဲရှိတာလဲတွေ့ရတယ်ပေါ့နော်နောက်တစ်ခုလက်ရှိကျွန်တော်ဘာစီလိုနာအသင်းရဲ့လက်ရှိပေါ့နော်စပိန်လာလီဂါအပါအဝင်ပြိုင်ပွဲဆုံးပေါ့နော်ဒါကျွန်တော်9ပွဲကိုလေ့လာကြည့်တဲ့အချိန်ကျတော့ဘာစီလိုနာအသင်းကပေါ့နော်ဒါရီယယ်မက်ဒစ်ပွဲကနေကြည့်လိုက်မှာဆိုရင်ရီယယ်မက်ဒစ်ကိုတူတူဆော့ရတာကိုဘာဒရေးမှာချေရှုံးတယ်မိုင်ယောကာကိုအင်ကွန်းမှာ1-9နဲ့ချေရှုံးတယ်ဆယ်တာဘီကို4-3ဆော့တယ်ချေရှုံးတယ် ဒေါမွန်အဝေးခွင့်မှာတရီဝမ်းနဲ့ရှုံးနဲ့ချေရှုံးနဲ့လီဂါနဲ့ကိုအဝေးခွင့်မှာဝမ်းစည်းနဲ့နိုင်တဲ့ချေရှုံးနဲ့ဘောနော်ဒါဘာစီလိုနာ၅ဘွက်ဆက်ဘောနော်ပြိုင်ပွဲဆို၅ဘွက်ဆက်ချေရှုံးထားတဲ့အတင်တရင်ဖြစ်တဲ့တိုက်စစ်ကတော့ဂိုးတွေရထားတာတွေ့ရတယ်ဘောနော်ဒါပေမဲ့ချေရှုံးနဲ့ဆိုတော့သူ့ရဲ့ချေးတွေကလည်းတော်တော်လေးပြင်းနာဟုနှလုံးကို40စားတော့နှလုံး50စားနှလုံး60စားတစ်လုံး60ရှုံးဒီလိုချေးတွေဆိုတော့ဗျာတော်တော်လေးသူ့ရဲ့ချေးလေပြင်းတာပေါ့နော်ကျွန်တော်နိုင်သားနိုင်သွားတယ်ဒါပေမဲ့ကျွန်တော်တို့ငုတ်တုတ်ကြီးကြံနေတာပေါ့ဗျာ ဒီလိုပဲလက်ရှိ Inter Milan ရဲ့ Carafon လည်းမကောင်းဘူးလို့ပြောရမှာဖြစ်နေပြီเนาะ Italy Serie A ပါဝင် Coppa Italia ပေါ့เนาะဒါ Serie A ပွဲစဉ်တွေမှာဆိုကြည့်ကြည့်လိုက်ဗျာ Roma ကို0-1နဲ့အိမ်ပွဲမှာရှုံးတယ်ပေါ့เนาะပြီးလို့ရှိရင်ကျွန်တော် Milan ကို0-3နဲ့ရှုံးတယ် Bologna ကို away ပွဲမှာ1-0နဲ့ရှုံးတယ်ပေါ့เนาะပြီးလို့ရှိရင် Champion League မှာဆိုရင် Inter Milan Champion League မှာဆိုရင် Bayern Munich ကို2-2ဆော့ထားတယ်ပေါ့เนาะပြောချင်တာဒီ၄ပွဲလုံးမှာသူနိုင်ပွဲပြောင်းနေတာတွေ့ရတယ် ီလေးပွဲမှာနိုင်ပွဲပြောင်းနေတယ်လို့နောက်ဆုံးဆော့ခဲ့တဲ့၃ပွဲမှာ၃ဒီလေးပွဲမှာနိုင်ပွဲပြောင်းနေတယ်လို့နောက်ဆုံးဆော့ခဲ့တဲ့၃ပွဲမှာဆိုရင်ဂိုးတကူတော့မထက်ထားနိုင်တာလည်းတွေ့ရတယ်တော်တော်လေးအံ့ဩအံ့ဩစရာကောင်းတဲ့အချက်တစ်ချက်ဖြစ်နေရတယ်တွေ့ရတယ်ပေါ့နော်ပြီးဒီနေ့တင်ရတာကျွန်တော် head to head အပိုင်းတွေကိုကြည့်ကြည့်မယ်ဆိုလို့ရှင်ဒီနေ့တင်တွေ့ခဲ့တယ်ပေါ့နော်ဒါ live score မှာပြထားတာတော့ဆူဆူပေါင်း၁၀ချိန်ရှိတယ်ဗျာ၁၀ချိန်ရှိရဆိုရှင်ကျွန်တော်ဒါဘာစီလိုနာကွဲမှာဆိုလို့ရှင်ဒါဘာစီလိုနာအနည်းဆုံးကျွန်တော်တို့ဒါ တချင်တစ်ခါမှရှုံးထားတာမတွေ့ရဘူးအနိုင်နဲ့တည်ရပဲဆော့ထားတာတွေ့ရတယ်ပေါ့နော်ဘာစီလိုနာကွဲမှာပေါ့နော်လက်ရှိဒီနှစ်သင်းရဲ့နိုင်ဂျီယာနှုန်းကြည့်မယ်ဆိုရင်ဘာစီလိုနာအနည်းဆုံး67ရာခိုင်နှုန်းပေါ့နော်ဘာစီလိုနာနိုင်ဂျီယာနှုန်းတအားများတယ်ဆိုတဲ့ခြေဦးကျွန်တော်တို့ print ထားတာလည်းတွေ့ရတယ်ပေါ့နော်ဒါဖြစ်နိုင်ခြေ line up ကတော့တည်တဲ့အချိန်မှာဒါဘာစီလိုနာဘက်မှာဆိုရမယ်လို့ Daniel Olmo, Rafinha တို့ကျွန်တော် Lewandowski မှာဆော့လို့ဆိုရင်တော့ Ferran Torres ရှိမယ်ပေါ့နော် က်ရှိကျွန်တော်ဒီနဲ့တင်းရဲ့ wine swab ပေါက်ကြေးတွေကိုကျွန်တော်တစ်ချက်ကြည့်မယ်ဆိုလို့ရှိရင်တော့ wine swab မှာဖွင့်ထားတဲ့ body ကြေးပေါ့နော် wine to osco ကြည့်မယ်ဆိုရင် barcelona အနိုင်ကိုတော့1.60ပေးထားပါတယ်။တရီကို၄ဆပေါ့နော်ဒါ inter milan အနိုင်ကို၅ဆပေးထားတာတွေ့ရတယ်။ဒီလိုရှိရင်ကျွန်တော်ဒါမင်းနဲ့90အတော်အတွင်းမှာနဲ့တဲမောင်9ပေါင်းချင်းအနည်းဆုံး10လောင်းထိတော့ရောက်မှာဆိုတော့ခြေဦးသေးချာပေါ့ဖွင့်ထားပါမယ် ပြီးလို့ရှိရင်ဘာစီလိုနာအသင်းနှလုံးလောက်တော့ထည့်သွားနိုင်တယ်ဆိုတော့ကြီးကိုဖွင့်ထားသလိုအင်တာမီလန်အသင်းကလည်းအနည်းဆုံးတလုံးလောက်တော့ရမယ်ဆိုတော့ကြီးတော့ဖွင့်ထားတယ်ပေါ့နော်ဆိုဒီပွဲစဉ်မှာပေါ့နော်ကျွန်တော်တို့ကလက်ရှိနှစ်သင်းလုံးကလည်းကျွန်တော်တို့ကပြိုင်ပွဲစုံနေမှာဆိုရင်ကြီးသိထားတဲ့အသင်းတွေပဲဖြစ်နေတယ်ပေါ့နော်ဘာစီလိုနာလည်း၅ချိန်သိထားတယ်လို့ဘယ်လိုပြောမလဲဒါအင်တာမီလန်အသင်းလည်း၃ချိန်တည်ထားပါဘောနော်ဒါပေမဲ့သူတို့တွေကဒီချန်ပီယံလေးရောက်လာတဲ့အချိန်ကျတော့ဆော့တဲ့ပုံစံတွေကပြောင်းလဲပြောင်းသွားမှာပေါ့နော် ဒါပဲအသင်းမှာဆိုကျွန်တော် final ကိုတက်လန်းချင်ကြတာပဲပေါ့နော်ဆိုလက်ရှိအခြေအနေကိုကြည့်မယ်ဆိုလို့ရှင်လက်ရှိကာရာဖောင်ကိုတောင်းတချုံုံကြည့်မယ်ဆိုရင်ဘာစီလိုနာအများကြီးတာတွေ့ရတယ်ဘာစီလိုနာတာတယ်ပေါ့နော်ဘာစီလိုနာတော်တော်လေးတာတယ်တွေ့ရတယ်အဲ့ဒါကြောင့်မို့လဲတလုံး20နိုင်ဖွင့်ထားတာနဲ့တူတယ်ပေါ့နော် Inter Milan ရဲ့ကာရာဖောင်ကလည်းနည်းနည်းညံ့နေတယ်ဆိုတော့ဒီပွဲစဉ်မှာကျွန်တော် body မှာကျွန်တော်ဘာစီလိုနာ body ပဲခြိုက်တယ်ဘာစီလိုနာနဲ့ကျွန်တော်အနည်းဆုံးပေါ့နော် once ပဲရိုက်မယ်ညီကိုရီးယားတော့ကျွန်တော်ပေါ့နော်ဒါ over 2.5 goal ပေါ့နော် goal ပေါင်းအပေါ်ကိုစိုက်ပါတယ်အနည်းဆုံး3လုံးရှိပေါ့နော်တကယ်လို့3လုံး30ရှုံး20ရှုံးပြင်တော့မထိုးကြနိုင်မထိုးနိုင်ပေါ့နော်မနေ့ဖြန်ကြရင်3လုံး20နိုင်30နိုင်3လုံးဖြစ်တာနဲ့ဆိုင်းရမယ်ဆိုရင်တော့လောင်းလေလောင်းကြည့်ပေါ့နော် Barcelona body စိုက်တယ်ပြီး